ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edu C ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့လာလီဂါနောက်ခံလူအတွက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့အာဆင်နယ်ဘာစီလိုနာပြည်မဲ့နီကိုဝီလီယမ်စ်ရဲ့အပြောင်းအရွှေ့ကိုဗီဘာဟုခပိတ်ပြနေတာကြောင့်အန်အာတင်ပွဲအတင်းတင်းကိုပြောင်းရွှေ့သွားလိမ့်မယ်လို့ဟော်ကင်းထုတ်ခဲ့တဲ့ဖီကိုတမနစ်ကိုမြန်မာကျပ်30ရရှိမဲ့စာချုပ်တွေချုပ်ဆိုလိုက်တဲ့ရော်နယ်ဒိုစားတဲ့သတင်းများပဲဖြစ်ပါတယ် အာဆနယ်တင်းဟာဗလန်စီယာနောက်ခံကစားသမားခရစ်စတီယန်မော့စ်ကီရာကိုခေါ်ယူဖို့အတွက်နှောင်းအားဖြင့်သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။ကန်နာရီယာတီနီယာဒီမှာခံစားကစားသမားတစ်ခေါ်ယူခြင်းနေတာဖြစ်ပြီးအသက်20ရွယ်စပိန်ကစားသမားဟာဗဟုခံစစ်နဲ့ညာနောက်ခံနေရာမှာပါကစားနိုင်တာကြောင့်ကန်နာရီယာပြည်မဲ့ဖြစ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အာဆနယ်တင်းဟာခရစ်စတယ်ဘဲလီကျေပွင်မတ်စ်ဂေဟီကိုလည်းစေဝင်စားမှုပြန်သားခဲ့ပေမဲ့အင်္ဂလန်ကျေပွင်ကဂါဗရီယယ်နဲ့ဆာလီဘာတို့နောက်မှပွဲထွက်ကစားရောင်းနိုင်တာကြောင့် Emirates ကိုပြောင်းရွှေ့လာဖို့တွန်းဆုတ်နေတာဖြစ်ပါတယ်။ စပိန်ယူနီဆက်တင်နောက်ခံကစားသမားမော့စ်ကီရာဟာဗလင်စီယာတင်းထွက်ပွဲ90ပါဝင်ကစားပေးခဲ့ပြီးပြီးခဲ့တဲ့ရာသီအသင်းရဲ့လာလီဂါ38ပွဲတွေက38ပွဲစလုံးကိုမိနစ်90ပြည့်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းအတွက်တော့ပြီးခဲ့တဲ့24နာရီအားအလုံးများခဲ့တာဖြစ်ပြီးဘရန်ဖို့ကွင်းလက်ကစားသမားခရစ်ယာန်နော့ကွက်ကိုပေါင်15တန်းနဲ့အပြီးသက်ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးဒိမဲ့ကျပွဲရာလက်ရှိမှာတော့ဂန်နာတွေနဲ့ဆဲဆဲမှုခံယူသွားဖို့စီစဉ်နေပြီးဖြစ်ပါတယ်။ နီကိုဝီလီယမ်စာဒီနွေရာသီမှာဘာစီလိုနာအသင်းတက်စာရင်တခြားအသင်းတသင်းကိုအံ့အားသင့်ပွဲပြောင်းရွှင်နိုင်တယ်လို့တည်ကြိုပေးခြင်းခံခဲ့ရပါတယ်။စမိန်နာမကစားသမားဟာဒီနွေရာသီမှာခေါ်ယူခြင်းနဲ့အသင်းတွေဝိုင်းဝိုင်းလည်နေတဲ့ကစားသမားတွေကတအုပ်ဖြစ်ပြီးဘာစီလိုနာအသင်းကဝီလီယမ်စ်ကိုအတလက်တစ်ဘီဘာအိုကနေခေါ်ယူနိုင်ဖို့ထိတ်ဆုံးကနေဦးဆောင်နေတာဖြစ်ပါတယ်။အသက်22နှစ်အရွယ်ကစားသမားဟာစပိန်အသင်းကိုယူရို2024မှာချန်ပီယံဖြစ်အောင်ကူညီပေးနိုင်ခဲ့ပြီးနောက်ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံမှာ10ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီးစပိန်နာမကစားသမားရဲ့စာချုပ်ရော်ကြီးကပေါင်တန်း90ရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာတင်းကစာချုပ်ရော်ကြီးကိုပေးချေသွားခြင်းနေပေမဲ့လေဘီဘာအိုကလူတီနေတဲ့စီမင်းကိုအတုံးပြုပြီးအပြောင်းရွှေ့မဖြစ်လာအောင်ပိတ်ပင်သွားခြင်းနေတယ်လို့စပိန်သတင်းဌာနစပော့ကဖော်ပြခဲ့ပါတယ်အတလက်တစ်ဘီဘာအိုအတုံးပြုသွားမယ့်စီမင်းကတော့စပိန်ဘောလုံးရဲ့တေချိုးတက်စီမင်းဖြစ်ပြီးအဲ့ဒီစီမင်းရလာလီဂါကအတင်းတွေရအပြောင်းရွှေ့ကနေရလာတဲ့ပတ်စံနဲ့တူညီတဲ့ပမာဏကိုသာသုံးစွဲနိုင်မှာဖြစ်ပါတယ် ာဆီလိုနာတင်းဟာဝီလျံစ်အတွက်ပေါင်တန်း90ဝန်းကျင်သုံးဆွဲခဲ့မယ်ဆိုရင်အရီစီမင်းကိုချိုးဖောက်မိတာဖြစ်လိမ့်မယ်လို့အတလက်တစ်ဘီဘာအိုကယုံကြည်နေပုံပေါ်ပြီးစပိန်တောင်ပံကစားသမားရဲ့အနာဂတ်ကလည်းအခုအချိန်ထိရေရေရာရာဆုံးဖြတ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။အာဆနယ်တင်းနဲ့မန်ချက်စတာယူနိုက်တက်တို့ကလည်းနီကိုဝီလျံစ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာအပါအဝင်ဖြစ်ပြီးလက်ရှိမှာတော့အတလက်တစ်ဘီဘာအိုချေပွေးဟာဘာဆီလိုနာရဲ့ကမ္ဘာ့ရန်ပတ်အသင်းဖြစ်တဲ့ရီယယ်မက်ဒရစ်ကိုပဲပြောင်းရွှေ့လိမ့်မယ်လို့ပေါ်တူဂီကနဝင်းလူးဝစ်ဖီဂိုကဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဖီဂိုဟာ2000ပြည့်နှစ်တုန်းကဘာစီလိုနာအသင်းနဲ့ဆက်ရှိနေမယ်လို့ကတိပေးပြီးမှပြိုင်ဘက်ရီယယ်မက်ဒရစ်အသင်းကိုတိုက်ရိုက်ပြောင်းရွှေ့သွားခဲ့တာကြောင့်ဘာစီလိုနာပရိသတ်တွေအစိမ့်လိုက်ဝါးစားမတဲ့ဒေါသထွက်ခြင်းကိုခံခဲ့ရသူဖြစ်ပြီးနူကမ်ကကစားခဲ့တဲ့ပွဲတစ်ပွဲမှာဝါကောင်းနေပါဖြစ်ပေါက်ခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့အသက်52နှစ်အရွယ်ပေါ်တူဂီကနေဝင်ကစားသမားကရီယယ်မက်ဒရစ်အသင်းကသာနီကိုဝီလျံစ်အတွက်ပြီးပြည့်စုံတဲ့နေရာဖြစ်လိမ့်မယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ကျွန်တော်သဘောကျတဲ့ကစားသမားတွေအများကြီးရှိပါတယ်ကျွန်တော်ဆိုရင်ဒီကိုဝီလျံစ်ကိုချိန်သေးပေါက်ခေါ်ယူမှာပါ အစိုးမှာတော့ဈေးနှုန်းကဒီနေ့ခေတ်ကျွန်တော်တို့ပေးနေရတဲ့ပမာဏကိုထည့်သွင်းစဉ်းစားရင်တော့သူ့ကိုပေးရမယ့်ပမာဏကတော်တော်လေးကိုတင့်တင့်နဲ့ပုံပေါ်ပါလေ။အဲသူ့ရဲ့အရေးအတွင်းနဲ့ငွေရမှုကြောင့်ပါ။အဲကျွန်တော်တို့ကမတူညီတဲ့ကစားသမားတွေပါ။သူကကျွန်တော်တကယ်နှစ်သက်တဲ့ကစားသမားပါ။ ဘာလို့လဲဆိုတော့သူ့နေရာယူကစားပုံကြောင့်ပါကျွန်တော်လည်းတောင်မန်မှာကစားခဲ့တော့တောင်မန်ကစားသမားတွေကိုပဲပို့ကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော်သူ့လောက်မမြန်ခဲ့ပါဘူးသူ့လောက်မြန်ခဲ့ရင်ကောင်းမယ်လို့ဆုတောင်းမိပါတယ်ကျွန်တော်ဈေးကွက်ရှူတော့ကနေပြောနေတာပါတန်ပိုးနဲ့ဈေးနှုန်းရဆိုရင်သူကဈေးတက်တက်တသားနဲ့ခေါ်ယူလို့ရနိုင်တဲ့ကစားသမားလို့ထင်တယ်လို့ပြောကြခဲ့ပါတယ်ခရစ်စတီယာနိုရော်နယ်ဒိုကသူ့ရဲ့ idol စစ်ကဘသူလဲဆိုတာကိုထုတ်ဖော်ပြောဆိုခဲ့တဲ့ရှားပါဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးပေါ်တူဂီကနေဝင်ရဲ့ရွေးချယ်မှုကလူအချို့အတွက်အံ့အားသင့်စရာဖြစ်ကောင်းဖြစ်ခဲ့နိုင်ပါတယ် ဗရတူဟာကစားသမားဘဝတစ်လျှောက်လုံးစူပလာအားလုံးနီးပါးစုကူးနိုင်ခဲ့ပြီးဘောလုံးတော့စုကိုလည်း၅ကြိမ်အထိအနိုင်ရရှိခဲ့တာဖြစ်ပေမဲ့လည်းပေါ်တူဂီကနဝင်ရဲ့ငငယ်ကလေးဟာစောင့်ကြည့်ခဲ့ရတဲ့အိုင်ဒေါ်ကစားသမားကဘယ်သူလဲဆိုတာသိတဲ့သူကရှားပါတယ်မန်ချက်စတာယူနိုက်တက်မှာကစားခဲ့တဲ့အချိန်တုန်းကဘွဲတစ်ပွဲမှာအမေးအပြေပြုတ်လုခဲ့တဲ့ရှားပါဗီဒီယိုဖိုင်နဲ့မှာတော့အဲ့ဒီအဖြေကိုပေးခဲ့ပြီးရန်တူကကိုဘသာပြန်ကြည့်ရတာနှစ်သက်တဲလို့ဟာသာဖောက်ခဲ့ပြီးတော့အာဂျင်တီးနားကနဝင်တိုက်စင်မှုဒီယေဂိုမာဒိုနာကသူ့ရဲ့အိုင်ဒေါ်ဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ် ျွန်တော်ကစားတာပဲကျွန်တော်ပြန်ကြည့်ရတာသဘောကျပါတယ်ဟဲကျွန်တော်မာရဒိုနာကစားတာကိုကြည့်ရတာသဘောကျပါတယ်ကျွန်တော်ခလေးဘောကတော့သူကစားတာကိုအချိန်တိုင်းကြည့်နေကြတာအမှတ်မိသေးပြီသူကကျွန်တော်ရဲ့ idol ပါလို့ပြောဆိုကြတာဖြစ်ပါတယ်မာရဒိုနာဟာအာဂျင်တီးနားကို1986ကမ္ဘာဖလားမှာအောင်မြင်မှုရရှိအောင်ဦးဆောင်ပေးနိုင်ခဲ့ပြီးရနာဒိုကြီးပြင်းလာတဲ့အချိန်မှာအတူတူတွဲကစားခွင့်မရခဲ့တာဖြစ်ပါတယ် ာဆနယ်တင်းဟာလိုက်ဇက်တိုက်စစ်မှုဘက်ဂျမင်ဆက်စကိုကိုခေါ်ယူဖို့ဂျိုးပန်နေမှုဟာတိတာထင်ရှားတဲ့တိုးတက်မှုရှိလာပုံပေါ်ပြီးရတရဘတ်အတော်ကြာပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက်နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့တိုးတက်မှုတွေကအပြောင်းအရွှေ့အပြီးတက်နိုင်ဖို့ပုံပုံနီးစပ်လာပြီးဆိုတာကိုပြသနေတာဖြစ်နိုင်ပါတယ် အဒီတာဟာဆလိုဗေးနီးယားတိုက်ဆင်မှုကိုအကာအလရှိနှစ်သက်ခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့နှစ်ရာစီတုန်းကလည်း Emirates ကိုခေါ်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။အဲဒီချိန်တုန်းက Sasco က Bundesliga မှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပေမဲ့လေဒီနှစ်ရာစီမှာတော့အဒီတာအတွက်တိုက်ဆစ်ကိုဥဆောင်စေခြင်းနဲ့တိုက်ဆင်မှုကိုခေါ်ယူနိုင်ပေနောက်ထပ်အခွင့်အရေးရလာခဲ့တာဖြစ်ပါတယ်။ Arsenal နဲ့ Leipzig ကြားမှာ Sasco အတွက်ပြောင်းရွှေ့ခြင်းကိုသဘောတူညီမှုရရှိဖို့ခက်ခဲနေတာဖြစ်ပြီး German ကလပ်ကအစားပိုင်းမှာသူတို့တတ်မှတ်ထားတဲ့ဈေးကိုလျှော့မပေးဘဲတင်းခံနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းလက်ရှိမှာတော့နှစ်သိန်းကြားမှာသဘောတူညီမှုရရှိဖို့နှေးဆက်လာတဲ့လက္ခဏာတွေရှိလာပြီဖြစ်ပြီး Fabrizio Romano ရဲ့ပြောကြားချက်အရ Sasco ကအာဆင်နယ်ကို Instagram ပေါ်မှာ follow လုပ်ခဲ့ပြီးကစားသမားဘက်ကအပြောင်းအရွှေ့ပြုလုပ်နိုင်မယ်လို့ယုံကြည်ချက်ကြီးထွားလာနေတယ်ဆိုတာကိုပြသခဲ့တာဖြစ်ပါတယ်။ အာဆန်နယ်ဟာဥရောပရဲ့ထိပ်တန်းလူငယ်ပါရမီရှင်အချို့ကိုဆက်လက်ဆောင်ကြည့်နေခဲ့ပြီးအဲဒီတခါမှာ Emirates ကိုပြောင်းရွှေ့လာဖို့နာမည်ထွက်လာတာကတော့ Virus နောက်ခံလူ Jorrel Hato ပဲဖြစ်ပါတယ်။ Dash နောက်ခံကစားသမားဟာ Dash Teddy Club အတင်းကနေထွက်ခွာဖို့တရင်တွေထွက်ပေါ်နေခဲ့သူဖြစ်ပြီး Arteta ကလည်းလူစင်းထဲမှာနေရာစုံကစားနေတဲ့ညံညံသွေးမြေကစားသမားမျိုးလိုချင်တဲ့သူဆိုတာလူသိများပါတယ်။ Hato ဟာ Arteta လိုချင်တဲ့အရေးချင်းတွေနဲ့အပြေးအဝအန်ကိုက်နေပြီးလူငယ်နောက်ခံကစားသမားဟာခံစစ်နေရာအများပြားမှာတတောင်တတကစားနေတယ်ဆိုတာတက်တေပြသထားပြီးဖြစ်ပါတယ်။ IRIS ကတော့ဟာတူအတွက်ပေါင်တန်း40ဝန်းကျင်လောက်လိုချင်နေပြီ။ကန်နာရီယာခံစစ်မှာအကောင့်နဲ့ရွေးချယ်စရာတွေအများအပြားရှိနေပြီးသားဖြစ်နေတာက National ခံလူအတွက်ပြောင်းရွှေ့လာဖို့ကိုအနေငယ်မေးမြဖြစ်စေမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအာဆင်နယ်ကလူစင်းထဲမှာနေရာလို့ရစေမဲ့ကစားသမားထွက်ခွာမှုတွေအတွက်ပြင်ဆင်နေပြီးအာဆင်နယ်သတင်းတောက် Charles Ward ရဲ့ပြောကြားချက်အရစင်ချာကိုထွက်ခွာမှုကဟာတူကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့အာဆင်နယ်အတွက်အဓိကတော့ချက်ဖြစ်လာလိမ့်မယ်လို့သိရပါတယ်။ ကျွန်တော်ကိုအားအသင့်စီမှာမဟုတ်ပါဘူး။အဒေတာကအခုချိန်ခံတဲ့မှာအားကောင်းတဲ့ရွေးချယ်စရာတွေရှိနေတာတော့မှာပဲ။ဟာတိုအတွက်အတင်းမှာနေရာလို့ရှိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ကီရန်တီယာနီကသွားပြီးဇင်ချန်ကိုလည်းနောက်ကနေလိုက်သွားနိုင်ကြည့်ရှိတယ်။ AC မီလာကစိတ်ဝင်စားနေတယ်လို့ဖူလန်ကလည်းအခုဆိုရင် ခေါ်နိုင်တယ်လို့ပြောနေတဲ့အတင်းနဲ့ပါလာပြီ။ဇင်ချန်ကိုသာသွားရင်ဟာတိုအတွက်ခီဗီယိုနဲ့ကာလာဖရီယိုတို့ရှိနေသေးတယ်ဆိုပေမဲ့လေနေရာလို့ရှိလာပါလိမ့်မယ်လို့ပြောဆိုကြတာဖြစ်ပါတယ်။ လဘာမူတင်ဟာပေါ်မောက်အတင်ဘန်နောက်ခံလို့မီလော့စ်ကာကတ်ကိုပေါင်တန်း40နှစ်တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။လဘာမူတင်ဟာလဘာကူစင်ကစားသမား၂ဦးဖြစ်တဲ့ Frame ပေါင်း Florian Vasto အတွက်ပေါင်145.5တန်းတိအတုံးပြုတ်ခဲ့ပြီဖြစ်တာကြောင့်အခုဆိုရင်뇌ရာတီအတွင်းသူတို့ရဲ့အပြောင်းရွှေ့အတုံးစိတ်ကပေါင်တန်း200ကျော်တိရှိလာသလိုဂိုသမားတွေဖြစ်ကြတဲ့ Mama Dash Philly, Armin Percy တို့ကလည်းအတင်းကိုရောက်ရှိလာတော့မှာပါ။ အသက်၂၂နှစ်တာရှိတဲ့သူကာကတ်ဟာပြီးခဲ့တဲ့ရာသီကဥရောပရဲ့အကောင်းဆုံးဘဲနောက်ခံလူစီးရင်ဝင်ဖြစ်တဲ့အထိခြေစွမ်းပြသနိုင်ခဲ့ပြီးလဘာဘူးတင်ဟာအတင်းကနေထွက်ခွာဖို့နီးစပ်နေတဲ့ Robertson နေရာမှာအစားထိုးဖို့ကာကတ်ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။၂023ဇူလိုင်လတုန်းကအေဇက်အေကမာအတင်းကနေဘုံပေါက်ကိုပေါင်15.5တန်းနဲ့ပြောင်းရွှေ့ရောက်ရှိလာခဲ့သူကာကတ်ဟာ၂ရာသီကျော်အတွင်းဘုံပေါက်အတင်းအတွက်ပွဲပေါင်း69ပွဲကစားပေးခဲ့ပါတယ်။ ပြီးကနေ့ရာသီပရီးမီယာလိပြိုင်ပွဲမှာကာကက်စ်ဟာ38ပွဲစလုံးပါဝင်ကစားပေးခဲ့ပြီးဂိုးဖန်တီးမှု6ချိန်နဲ့ဂိုးရိုင်း2ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဆော်ရီနမေတိုကလပ်အင်နာစာတင်ဟာခရစ်စတီယာနိုရော်နယ်ဒိုကိုနှစ်နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီးလို့တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အသက်၄၀အရွယ်ရှိပြီဖြစ်သူရော်နယ်ဒိုဟာ၂၀၂၀နှစ်ဒီဇင်ဘာလတုန်းကမန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲပြီးတော့အင်နာစာတင်းနဲ့တူဆော်ရီမီကိုစတင်ခြေချခဲ့ပြီးအခုလောလောဆယ်အထိပြိုင်ပွဲစုံ၁၀၅ပွဲကစား၉၃ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ရနဒိုအားအင်နာစာအသင်းမှာတနစ်ကိုယူရိုတန်း200ထိလာတောင်ကိုရရှိနေပြီးအရိပမာဏကြောင့်ကမ္ဘာဝင်ငွေအကောင်းဆုံးအကစားသမားစီးရဲ့ထိပ်ဆုံးနေရာမှာ၃နှစ်သက်တရပ်တည်ခဲ့ပါတယ်။ရနဒိုရဲ့လက်ရှိစာချုပ်ကအခုဇွန်လကုန်ကျရင်တက်တန်းပြည့်မှာဖြစ်ပြီးစာချုပ်တက်တန်းကုန်ဆုံးနေကြရင်အင်နာစာနဲ့လမ်းခွဲဖို့ရှိတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့အင်နာစာအသင်းဟာရနဒိုကို2029ခုနှစ်ထိစာချုပ်တွေချုပ်ဆိုခဲ့တာကြောင့်ရနဒိုဟာအသက်42နှစ်အရွယ်ထိအင်နာစာအသင်းမှာစက္ကသားသွားမှာဖြစ်ပါတယ်။ အနစာတဲ့ဟာရနတိုရဲ့ရုပ်တံဖိုင်ကိုသူတို့ရဲ့ H မှာ post တင်ပြီးတော့စာချုပ်တက်တန်းတိုးနိုင်ပြီလို့အခြေညာခဲ့တယ်လို့ရနတိုကလည်းအနစာဂျာစီကင်ထားတဲ့ဓာတ်ပုံနဲ့အတူစာမျက်နှာတစ်ဖွင့်လိုက်ပါပြီကျွန်တော်တို့တွေဟာစိတ်သက်ခံယူချက်ချင်းတူတယ်လို့အိမ်မက်တွေလည်းအတူတူပါပဲတမိုင်းတဲ့တစ်ခုကိုအတူရေးသားလိုက်ရအောင်လို့ post တင်ခဲ့ပါတယ်အခုစာချုပ်တဲ့ရရနတိုဟာလာဆောင်ွေဘလောက်ထိရမလဲဆိုတာအတိအကျမသိရပေမဲ့တရင်တချို့ကတော့ရနတိုအနေနဲ့တစ်နှစ်ကိုယူရိုတန်း၄00ဒလောက်ကိုယူရို33တန်း တစ်ပတ်ကိုယူရို9.6တန်တရက်ကိုယူရို1.3တန်တနားရီကိုယူရို4600တမနစ်ကို982ယူရိုရရှိမှာဖြစ်တယ်လို့ဖော်ပြခဲ့တာကြောင့်ပေါ်တူဂီတိုက်စစ်မှုရဲ့တမနစ်ဝင်ငွေကမြန်မာကျပ်ငွေနဲ့ဆိုရင်သိန်း20နီးပါးအထိရှိမှာဖြစ်ပါတယ်အာဆင်နယ်တင်းဟာတော်တန်ဟော့စ်ပါနဲ့မန်ယူနိုက်တက်တို့ပြိုင်ပွဲဖြစ်တဲ့ခရစ်စတယ်ပဲလစ်ကွင်းလက်ကစားသမားအီဘရက်ချီအီဒီကိုခေါ်ယူမဲ့ပြိုင်ပွဲတွေဝင်ရောက်လာပြီလို့သိရပါတယ်။အီဗီယာပြီးခဲ့တဲ့ရာသီမှာအတွင်းကို14ခုနဲ့ဂိုးပန်တီးမှု17ချိန်ပြုတ်လို့ပေးနိုင်ခဲ့ပြီး ်ပဲလေးစီရဲ့အကောင်သောကစားသမားတွေကတအုပ်ဖြစ်ခဲ့သူဖြစ်ပြီးမန်စီးတီးကိုအနိုင်ရခဲ့တဲ့ FA ဘလောက်အောင်ပွဲမှာလည်းအနိုင်ကိုကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။စပါးစာနီပြားတဲ့တိုမတ်ဖရန့်လက်အောက်မှာ EZ ကိုအဓိကကစားသမားခေါ်ယူမှုဖြစ်သတ်မှတ်ထားပြီးမန်ယူနိုက်တက်ကလည်းအသက်26နှစ်ရွယ်ကစားသမားဟာအမော်ရီယန်တိုက်စစ်ကိုအင်အားတောင်တင်းအောင်ကူညီပေးနိုင်မဲ့သူလို့ရှုမြင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း toss ပို့ရဲ့ပေါ်ပြချက်ရ easy go arsenal အတင်းကလည်းပြင်မဲ့စီးနေထည့်သွင်းထားပြီး arteta ကဒီနေရာဒီမှာအစ်စ်ခေါ်ယူမဲ့တိုက်စစ်မှုအတင်းနဲ့အတူတူတိုက်စစ်နေရာသုံးကစားနေတဲ့ကစားသမားကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။ easy crystal belly နဲ့ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာစာချုပ်ရော်ကြီးပေါင်68တန်းကိုထည့်သွင်းချုပ်ဆိုထားပြီးအဲ့ဒါက real madrid ကျပွဲ rodrigo တက်စာရင် pomo ဈေးတက်တာတွေရွေးချယ်စရာဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ အာဆနယ်တေးဟာဝါဆန်ခွေးလက်ကျဲပွင့်မိုဟာမက်ကူဒတ်စ်ကိုလည်းစုံစမ်းမေးမြန်းခဲ့ပြီး IRS ကျဲပွင့်ဟောင်းဟာဇူလိုင်လ၁ရက်နေ့ကနေ၁ရက်နေ့အတွင်းစာချုပ်ရော်ကြီးပေါင်85တန်ပေးချင်မယ်ဆိုရင် ခေါ်ယူလို့ရနိုင်မှာဖြစ်တယ်လို့နယူကာဆယ်ကျဲပွင့်အန်တိုနီဂေါ်ရွန်ကိုလည်းဂန်နာရီကစိတ်ဝင်စားနေတာဖြစ်ပါတယ်ဒီလအစောပိုင်းမှာ Man United ကနေဝင်ပေါ်စကိုကအင်္ဂလန်ကဆီနီဂေါကို3ဂိုးတကူနဲ့ရှုံးနိုင်ခဲ့တဲ့ပွဲကအပြူသဘောဆောင်ခဲ့တဲ့အရာတွေကတကူအဖြစ်ထွက်ပေါ်ခဲ့တယ်။ဘဲလေကွင်းနဲ့ကစားသမားကိုခေါ်ယူဖို့အတွက်ဒေယန်နီတို့ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ေဘရာဂျီအီစီကအာဆနယ်တင်ကခေါ်ယူမယ်ဆိုရင်ရင်းဆန်မှုမရှိဘူးလို့သိရပြီးစာတုံးရောက်ကြီးပေါင်68တန်းကိုလည်းပေါင်တန်း20စီအရေးကျ3ရက်ခွဲပြီးပေးချေပြီးတော့ပေါင်10တန်းကိုအပိုဆူကြီးနေနဲ့ပေးချေလို့ရနိုင်မယ်လို့သိရပါတယ်ဒါပေမဲ့လည်းအာဆနယ်သင်းဟာရွေးချယ်စရာတွေကိုကြိုတင်လက်လန်းထားတဲ့သဘောအတာဖြစ်ပြီးရီယယ်မက်ဒရစ်ကရော်ဒီဂိုကိုခေါ်ယူလို့မရနိုင်ဘူးဆိုမှသာအီဇီကိုခေါ်ယူဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ် အခုလိုမျိုးတရေုံတရေနုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်ကြနေဆိုတော့ကျွန်တော်ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ